အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ28ရက်ညပိုင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိုက်တန်သတင်းတွေထဲ905လွတ်ငင်းတွေကိုစစ်ကောင်စီကစောင့်ကြည့်ဖို့ညွှန်ကြားထားတယ်လို့ဆိုလာတဲ့ရေသတင်းရင်းမြစ်မြောက်ရီမှာကြားဖြန့်ပြန်လုံနေတဲ့တရုတ်တွေရှိနေလို့ပြန်ဖမ်းနေရတဲ့သတင်းထိုင်းတောင်ပိုင်းအစိုးရအဆုံးရည်ကြီးမှုမှာပါဝင်ကူညီနေတဲ့ NUG လူတို့ကို4ဟုတ်တွင်နဲ့ မဲဆွေနေတဲ့ခင်ရင်နဲ့တံပွက်ကောင်းဆောင်ပိုင်းအကြောင်းအသက်ပဲတွေ့ပြန်တော့ဘလူးညင်အောင်ကိုတားနေပြည်သူပါတီအမတ်လောင်ယူကရိန်းနိုင်ငံငါးဘုံတပုံကိုမပေးရင်ဆက်တိုက်မယ်လို့ကြိမ်းဝါလာတဲ့ကျူးကျော်သူပူတင်အဲ့လို တနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါရယ်ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ကြရအောင်ပါ905လွတ်ငင်းတွေကိုစစ်ကောင်ရှင်ကစောင့်ကြည့်ဖို့ညွှန်ကြားထားတယ်လို့ ရေတရင်ရင်မြစ်ကဆိုလာပါတယ်အဲ့အနာပတ်သက်ပြီးဘလို့ညွှန်ကြားထားတာပါလဲအတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိမတ်ပြည့်ရေးရွေပြီး905ကပုံမှန်နဲ့အာရမတရားဆွဲဆိုအချင်းချခံထားရသူရဲ့အထက်ကအနည်းငယ်ကိုစစ်ကော်မရှင်ကနိုဝင်ဘာလ28ရက်နေ့ကအမှုပိတ်သိမ်းတာခံဝင်နဲ့ပြန်လွတ်ပေးရတယ်လုပ်ခဲ့ပါတယ်အဲ့ဒီနောက်မှာပဲ MPA ရဲ့ရန်ကုန်မြို့ကရေတရင်ရင်မြစ်ထံဆက်သွင်းမေးမြန်းရာမှာတော့905လွတ်ငင်းတွေကိုစစ်ကော်မရှင်က စောင့်ကြည့်ဖို့ညွှန်ကြားထားတယ်လို့ပြောကြားလာတာဖြစ်ပါတယ်။နိုင်ငံရေးကျင်းသားတွေကိုလွင့်ရင်ခွင့်ပြုခဲ့တဲ့နိုဝင်ဘာလ29ရက်ညရင်ချင်းပဲရက်ကွဲအုပ်ချုပ်မှုရုံးတွေကိုအဲ့လိုညွှန်ကြားထားတာဖြစ်တယ်လို့သူကပြောပါတယ်။ရက်ကွဲအုပ်ချုပ်ရေးတင်မကဘူး။ကျွန်တော်တို့ရဲ့နေထိုင်တွေလည်းဖြတ်သွားဖြတ်လာတတိထားကြည့်ဖို့လိုတာပေါ့နော်။တခုခုဖြစ်ရင်နေထိုင်တွေမတိရကောင်းလားဆိုပြီးစစ်တပ်ကကြိမ်းပောင်းတာကိုအုပ်ချုပ်တွေကတော့တာဝန်တရအနေနဲ့ကိုသူတို့စီက ပြုတွေကိုစောင့်ကြည့်ပေါ့ဒါကလွင့်ညီချမ်းသာပေတိုင်းလောက်ရတာမျိုးပါလို့ရေသတင်းမြစ်ကပြောပါတယ်ရန်ကုန်မြို့အချက်ကွက်တိုင်းမှာနိုင်ငံအကျဉ်းသားဟောင်းတွေရှိတဲ့အိမ်တိုင်းဟာစောင့်ကြည့်ခံအိမ်တွေဖြစ်နေပြီလို့ရန်ကုန်မြို့လှိုင်မြို့နယ်မှာနေတဲ့စစ်ကော်မရှင်အုပ်ချုပ်ရင်းနဲ့နှိဆက်သူတူကပြောပါတယ်အစ်စင်းစစ်ရင်လည်းနိုင်ငံနဲ့ပတ်သက်တဲ့အင်တွေကိုဥစားပေးစစ်တာပေါ့အခုပူပူနွေးနွေးလွတ်လာတဲ့သူတွေကိုအုတ်ကြီးအုတ်လေးတွေစောင့်ကြည့်ရတာထုံးစံမဲ့ နိုင်ငံရေးတွေကအကြမ်းများတော့နိုင်ငံတည်တန်းကန်တဲ့ဆာယာဖာရိုဘာရိုလူအင်အားမရှိဘူးအဲအားကြောင့်အထက်ဆောင်ကြည့်ရတဲ့အုတ်ကြီးယုံကကောင်တွေထူးကြရင်စစ်တပ်ကိုတရင်ပို့ဖို့လို့သူကပြောပါတယ်900ကကကြင်နဲ့အမုံဖွင့်ခံထားရပြီးတင်းချောင်နေသူနဲ့တရားစွဲဆို ခံထားရသူ9580ဦးကိုအမုံပိတ်သိမ်းခဲ့ပြီး905ကကြင်နဲ့ထောင်ချနေသူ2362ဦးကိုလွှင့်ရင်ခွင့်ပြုကြောင်းစစ်ကောင်မရှင်ကနိုမလ26ရက်ကထုတ်ပြန်ခဲ့ရာ ရန်ကုန်မြို့အင်းစိန်ထောင်ကအမျိုးသမီး88ဦးနဲ့အမျိုးသား134ဦးစုစုပေါင်း192ဦးပြန်လွတ်လာသလိုမန္တလေးဥပိုလ်ထောင်ကလည်းအမျိုးသား165ဦးနဲ့အမျိုးသမီး68ဦးစုစုပေါင်း232ဦးလွတ်မြောက်ခဲ့လို့သိရပါတယ်။ဒုတိယသတင်းကတော့မြောက်ရီမှာကြားဖြန့်ပြန်လုံနေတဲ့တရုတ်ပြည်ရှိနေလို့ပြန်ဖမ်းနေရတဲ့သတင်းဖြစ်ပါတယ်။စစ်ကောင်မရှင်ကကိုရင်ပြည်နယ်မြောက်ရီမြို့နယ်အထက်မှာရှိတဲ့ကေကေပတ်ကိုဖြိုခွင်းခဲ့တယ်လို့ ရှုခုကမြို့တက်ထဲမှာရှဲတားဖြန်းလုပ်ငန်းတွေကိုဖြိုခွင်းခဲ့ပေမဲ့မြောက်ရီမှာပဲတားဖြန်းလုပ်ငန်းတွေပြန်တင်နေရလို့သတင်းရရှိပါရယ်အမေရိကန်ပါဝင်လာတဲ့မြန်မာကအွန်လိုင်းငွေလိမ်လုပ်ငန်းတက်ဖြည့်ရေးမှာရှေ့ကရှင်းနေပေမဲ့နောက်ကပြန်တင်ဖို့လူတက်ခေါ်တာတွေရှိနေရလို့ MPA ကစုံစမ်းသိရှိထားရပါတယ်လက်ရှိမြောက်ရီမှာလုတ်တာစုဆောင်ပေးနေသူနဲ့အောက်ချေတားဖြန်းလုတ်တာရှုကပြန်ကျင်နေတဲ့တားဖြန်းလုတ်တာတွေကိုပြန်လည်စုစည်းဖို့တရုတ်တားဖြန်းကောင်းဆောင်ရှုကကြိုးပမ်းနေရလို့ဆိုပါတယ် ဝန်ခဘကတရုတ်ကောင်ဆောင်တယောက်နဲ့ရွှေကုန်းကိုဘက်ကတရုတ်ကောင်ဆောင်တယောက်တို့ပေါင်းပြီးပြန်ခေါ်နေရရှတ်တင် only ပဲခေါ်တာတခြား post တင်မခေါ်ဘူးလို့လောက်တာဆုဆောင်ပေးနေသူတူကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမြောက်ရီမြို့အမှတ်၄ရက်ကွက်ကြောက်လုံးကြီးအနောက်မွေးမြူရေးဆောင်အတွင်းကြားဖြန့်လုပ်ငန်းကနေထွက်ပြေးလာတဲ့တရုတ်နိုင်ငံသား30ကျော်စုစည်းပြီးကြားဖြန့်ပြန်လုပ်နေတယ်လို့မြောက်ရီမြို့ခံတွေကပြောပါတယ်။စစ်တပ်ချိတ်ပိတ်ထားတဲ့နေအိမ်တလုံးမှာကြားဖြန့်လုပ်နေသူတွေရဲ့တင်းကို တက်ဆန်အာနာပိုင်တို့စီတိုင်ကြားပြန်နောက်လာရောက်ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်အဲ့ဒီအင်ကိုမြရွေမျိုးနေထိန်ကောင်းဆောင်မြို့နယ်ကော်မရှင်ဥက္ကဋ္ဌပြည်သူစစ်တွေနဲ့ကရနေရှားဆောင်ကပ် BGF ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ငငယ်ရေးကောင်စီ KNL PC တပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့အစုံနဲ့ဝေရောက်စီနင်းဖမ်းဆီးခဲ့ရလို့သိရပါတယ်။သုံးနှစ်ကျော်ကာလအတွင်းမြန်မာမှာအွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သူ6000ကျော်ဖမ်းဆီးရမယ့်လို့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလုတ်တဲ့ စစ်ကော်မရှင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်ဝန်ကြီးချုပ်ညိုစောကထစ်သွင်းပြောကြားသွားပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံအတွင်းကြားပြန်အမြောက်များရှိနေစေရှင်းလင်းနေရစေဖြစ်ပါတယ်။နှစ်ပေါင်း300အတွင်းမိုးရေကြဲအများဆုံးရွာချမုန်းတဲ့အတူအစိုးရဆုံးရေဘဲနဲ့ကြုံတွေ့နေရတဲ့ထိုင်းတောင်ပိုင်းကဒေသခံတွေအတွက်ရေကြီးမုန်းတစ်ပတ်အကြာဒီနေ့မှ NUG ကခွန်အားပေးသွန်လာပေးပို့ပါတယ်။အမျိုးသားညရဲ့အစိုးရအနေနဲ့လက်ရှိထိုင်းတောင်ပိုင်းပြည်တွေမှာဖြစ်ပေါ်နေတဲ့သဘောဘေးအန္တရာယ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ဥဆောင်မှုနဲ့ဝင်ရောက်ကူညီကစေပေးနေရလို့အန်ယူဂျီနိုင်ငံရဲ့ဝန်ကြီးဌာနရဲ့သုံးလအရာသိရပါတယ်။အမျိုးသားညွတ်အစိုးရအနေနဲ့လူ33ဦးတေဆေခဲ့တဲ့ထိုင်းနိုင်ငံတောင်ပိုင်းပြည်တွေကမိုးကြီးခြင်းရဲ့နောက်ဆက်တွဲဖြစ်တဲ့အတွက်ထိုင်းတော်ဝင်အစိုးရနဲ့ထိုင်းပြည်သူတရက်လုံးနဲ့ထပ်တူနှက်ဆိုင်စွာဝန်내ကြီးကွဲရတယ်လို့ဆိုထားပါတယ်။ အပြစ်မဲ့ပြည်သူရဲ့အသက်ဆုံးရှုံးခဲ့ရခြင်းနေအိမ်နဲ့အခြေခံဆောင်းတွေပျက်စီးခဲ့ရခြင်းစိုက်ပျိုးရေးနဲ့စီးပွားရေးလုပ်ငန်းတွေကျေပြန့်စွာထိခိုက်ခဲ့ရတယ်လို့အဲ့ဒီသတင်းလာတဲ့ဖော်ပြထားပါတယ်။တဘွားဘဲဆိုးကြီးကလည်းအ мян ဆုံးလွတ်မြောက်စေဖို့လဲအန်ဂျီနိုင်ငံရဲ့ဝန်ကြီးဌာနကစုမုံကောင်တောင်းပေးလိုက်ပါတယ်။အခုရေဘဲကိုထိုင်းတော်ဝင်ဆင်မြောင်းဌာန RND ကပုံမှန်ရေဘဲတွေးလေးရှိတဲ့ထိုင်းတောင်ပိုင်းမှာနှစ်ပေါင်း300အတွင်းမိုးရေကြဲအများဆုံးဖြစ်တာကြောင့် အစိုးရအဆုံးရည်ကြီးမှုလို့သတ်မှတ်ထားပါတယ်။နိုမလာ၂၁ရက်ကနေ၂၈ရက်နေ့အထိအင်ထောင်စု၉သိန်း၈၀၀၀ကျော်လူဦးရေ၂.၃တန်းကျော်ဟာရေပင်းနဲ့ရင်ဆိုင်နေရပြီးရေပင်းသိမ်းခရိုင်၉ခုအထက်က၅ခုမှာလူ၃၃ထက်မနည်းသေဆုံးထားတယ်လို့သိရပါတယ်။ထိုင်းတောင်ပိုင်းရည်ကြီးမှုမှာအစိုးရအဆုံးရေပင်းသိမ်းတဲ့ဒေသလိုလူသိများတဲ့ဆုံခလာခရိုင်ဟဲ့ရိုင်မြို့တွေမှာမြန်မာရွှေ့ပြောင်းလုပ်တာတွေလည်းပါဝင်နေပါတယ်။ အခုရေဘဲကိုထန်းဆိုးရကုညင်ကေဆေရွေနဲ့ပတ်သက်လို့ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ဆက်လက်ပြီးလူတို့ကို four host တွေနဲ့မဲဆွေနေရဲ့ခင်ရင်နဲ့ကျန်းဖို့ကောင်းဆောင်ပိုင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။စစ်တပ်အာဘော်ရဲ့အတိုင်းတသွေမတိန်လိုက်လံလှုပ်ဆောင်နေရဲ့ကြံ့ခိုင်ရေးပါတီကကောင်းဆောင်တွေဟာမဖြစ်နိုင်တဲ့မျောလင့်ချက်အမှား four host တွေနဲ့ပြည်သူလူထုကိုမဲဆွေနေကြပါတယ်။အာနာသိမ့်မုံရဲ့ကျန်းရပါတအူးဖြစ်သူခင်ရင်နဲ့ပါတီကောင်းဆောင်တွေအထက်ကတအူးဖြစ်တဲ့ တောင်းရဲတို့ကသူတို့သာအာဏာရရင်ပြပထွက်အလုံးလုံးနေရတဲ့လူငယ်အလုံးကိုပြည်တွင်းပြန်ရောက်အောင် လုပ်မယ်လို့ကျုံးဝါပြောဆိုလိုက်ကြပါတယ်။သူတို့ရဲ့ပြောနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွားရောက်အလုံးလုံးကင်နေသူအသက်29နှစ်အရွယ်ရှိအမျိုးသားတဦးကဘာတွေပြောနေမှန်းလည်းမသိဘူး။သူတို့ရံကိုချောင်ကျင်လို့ထွက်လာပါတယ်ဆိုမှပဲပဋိပဒါရဲ့ချက်ပြောနေတယ်။သူတို့ပြန်ခေါ်လဲဘယ်သူမှမပြန်ဘူးလို့ဆိုပါတယ်။နိုဝင်ဘာလ19ရက်နေ့ချန်ကုန်မြို့တူနာဘောလုံးကွင်းမှာပြုလုပ်ခဲ့တဲ့ မိတ်ဆွေဆွေးဝဲအတွင်ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးကပြပရာလူငယ်အလုပ်သမား၅တန်းကနေ၈တန်းအထိရှိပြီးသူရဲ့လောက်ခလာစာတွေပြည်တွင်းပြောင်းရအောင်လုပ်မယ်လို့ပြောတော့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၂၅ရက်နေ့ကပျော်ပွဲမြို့နယ်ကြည်နီနဲ့တီကုန်းကျေးရွာတို့မှာပြုလုပ်ခဲ့တဲ့ကြန့်ခိုင်ရေးပါတီအတွင်မှုလည်းဖြစ်အဲ့ဒီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့တောင်းအေကပြည်သူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲအတွင်းတိုင်းပြည်မှာ နိုင်ငံရင်းနှီးမြှုပ်နှံမှုမရှိလို့မြန်မာလူငယ်အားလုံးပြပထွက်အလုပ်လုပ်နေရတယ်လို့ပြောပါတယ်။အခွင့်အရေးကိုတိုက်ယူမှရှားမယ်ဆိုတဲ့အတွေးခေါ်ကိုထစ်သွင်းပေးပြီးလူငယ်တွေကိုလမ်းမပို့ဆောင်ခဲ့တာကအဆိုးရွားဆုံးပဲလို့လည်းတောင်းအေးရပြောပါတယ်။ပြည်တွင်းထက်ကနောက်ဆုံးသတင်းကတော့အသက်ပဲတွေ့ပြန်နာတော့ဘလူးညင်တော်ကိုတားနေတဲ့ပြည်သူ့ပါတီအမတ်လောင်အကြောင်းဖြစ်ပါတယ်။ဥလွင်မြင့်ဆိုသူဟာရန်ကုန်မြို့တငငယ်မြို့နယ်ရဲ့တည်သူလွတ်တော်ကိုယ်စားလှယ်ဖြစ် ြည်သူ့ပါတီကိုစားပြုတ်အနေနဲ့အတူရောင်ရွှဲကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားပါတယ်။ပြည်ကရေးဂျပန်အတွင်းသူ့ရဲ့မဲဆွေဆိုင်းဘုတ်တွေဖျက်ဆီးခံရခြင်းမဲဆွေရမှာအကန့်နဲ့အတိုက်ခံရတာမျိုးတွေကြုံတွေ့ခဲ့ရပါတယ်။အဲ့လိုမတော်တဆမှုတွေကြုံရပြရန်နောက်အသက်ပဲကာကွယ်ဖို့အတွက်ဘလူးညင်အောင်ဖြစ်တဲ့တာနောရက်ခနဲ့ပီလီရက်ခတို့ကိုပဲအားကိုးနေရတယ်လို့ဥလွင်မြင့်ကသူ့ရဲ့လူမှုကွန်ရက်ကတစဉ်ရေးသားပြောဆိုလိုက်ပါတယ်။ကိုသက်အန်ရဲ့ကာကွယ်စောင့်ရှောက်ဖို့အတွက် တင်ငင်းချင်းမြို့နယ်အတွင်းမှာအဘအောင်တော်ရက်ခနဲ့အဘညီတော်ရက်ခတို့ကိုပဲအကူရပါတော့မယ်အသက်အန္တရာယ်ဖိကင်းပါစေလို့ဥလွင်မြင့်ကရေးသားပြောဆိုထားပါတယ်ဥလွင်မြင့်ဟာစစ်တပ်လော်ဘီနောင်တော်လေးနဲ့ရွက်ောက်ပွဲကာကွယ်ရေးဥပဒေတွေနဲ့အပြန်အလှန်အမုန်းဖွင့်ထားကြပါတယ်အခုနိုဝင်ဘာလမဲဆွေဟောပြောင်းမှုတစ်ခုမှာ2020ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုနှွေးဦးတော်လင်ရေးလို့တုံ့နှုံခဲ့ရာကြောင် ောင်တော်လေးသာအမုံဖွင့်ခဲ့တာကိုဥလွင်မြင့်ကလည်းအလားတူအမုံပြင်ဖွင့်ခဲ့ရပါအဲ့လိုတုံဆွဲခဲ့မှုကြောင့်ပြည်သူ့ပါတီ PP ရဲ့ဥလွင်မြင့်ဟာရန်ကုန်ခြေဆိုင်ဆားရဖတ်လို့အများတိကျတဲ့စစ်ပတ်ဆိုင်ရာလုံခြုံရေးတပ်ကခေါ်ယူမင်းမြန်းလာခံခဲ့ရပေမဲ့နောက်ပိုင်းမှာပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်အသက်60ရှင်းတဲ့အရွယ်နိုင်ငံအကျဉ်းသားဟောင်းတူဖြစ်သူဥလွင်မြင့်ကသူ့ရဲ့လူမှုကွန်ရက် TikTok ကနေရွေးကောက်ပွဲအတွက်မဲဆွယ်စင် 2021ခုနှစ်နွေဦးတော်လည်ရေးမှာပါဝင်ခဲ့ကြောင်းပြောဆိုစည်းရုံးခဲ့ပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့ယူကရိန်းနိုင်ငံ၅ဘုံတဘုံကိုမပင်းရင်ဆက်တိုက်မယ်လို့ကျင်းဝါလာတဲ့ကျူးကျော်သူပူတင်အကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပြစေခင်ဗျာ2022ခုနှစ်ကတည်းကရုရှားကကျူးကျော်တိုက်ခိုက်ခဲ့ရမှာယူကရိန်းနိုင်ငံရဲ့၅ဘုံတဘုံလောက်ကိုထိန်းချုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်အခုတော့အဲ့ဒီနေမျိုးတွေကိုရုရှားကတောင်းဆိုထားပြီး အဲ့ဒီကနေယူကရိန်းအနေနဲ့မဆုတ်ခွာပေးရင်တိုက်ခိုက်မှုတွေဆက်လုပ်သွားမယ်လို့သမ္မတဗလာဒီမာပူတင်ကနိုဝင်ဘာလ29ရက်မနေ့ကပြောသွားပါတယ်။ရုရှားစစ်တပ်ဟာလူရောလက်နက်ပါမမျှမတဖြစ်နေတဲ့ယူကရိန်းတပ်ဖွဲ့တွေနဲ့စစ်ပွဲတွေမှာအရှိပိုင်းဒေသတွေတစ်ချောင်းအကြဆုံများစွာနဲ့နေမျိုးကိုဆက်လက်သိမ်းပိုက်နေတာဖြစ်ပါတယ်။သမ္မတပူတင်ကကဂျစ်စတန်ကိုတွားရောက်ခဲ့တဲ့ခီးစဉ်တွင်ယူကရိန်းတပ်ဖွဲ့တွေသူတို့လက်ရှိထိန်းချုပ်ထားတဲ့နေမျိုးကနေထွက်သွားမယ်ဆိုရင်တော့ ျွန်တော်တို့စစ်စင်တွေချက်တက်မှာမထွက်ရင်တော့စစ်ရင်နီလန်နဲ့အောင်မြင်အောင်လုပ်မယ်လို့ပြောပါတယ်။လက်ရှိတိမ့်ပိုက်ခံထားရတဲ့နေမျိုးတွေကိစ္စကငင်းငယ်ရဲ့လုပ်ငန်းစဉ်မှာအကြီးဆုံးအခက်အခဲတွေထဲကတစ်ခုဖြစ်နေရလို့ဆိုကြပါတယ်။ယူကရိန်းကလည်းရုရှားတောင်းဆိုထားတဲ့နေမျိုးကိုဘယ်တော့မှလက်လွတ်မပေးနိုင်ဘူးလို့ပြပြတတပြောထားပါတယ်။ဆွေးနွေးပွဲတွေမှာနောက်ထပ်အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ယူကရိန်းအတွက်အနောက်နိုင်ငံတွေရဲ့လုံခြုံရေးအာမခံချက်ပါပဲ။ ဒါဟာရုရှားကနောက်တစ်ချိန်မှာထမ်းမတိုက်လာနိုင်အောင်လိုအပ်တယ်လို့ယူကရိန်းကပြောပါတယ်။အမေရိကန်ကမူလညင်ကြဲရေးအစီအစဉ်ဟာယူကရိန်းရဲ့ဥရောပမဟာမိတ်တွေနဲ့တိုင်ပင်ညှိနှိုင်းကမပါဝင်ဘဲရေးဆွဲခဲ့တာပါ။အဲ့ဒီအစီအစဉ်အရဆိုရင်ယူကရိန်းကသူ့ရဲ့အရှိတ်ပိုင်းဒွန်းနက်ဒေသကနေဆုတ်ခွာပေးရမှာဖြစ်ပြီးဒွန်းနက်ခရိုင်းမီးယားနဲ့လူဟန်စ်ဒေသတွေကိုရုရှားဘက်အဖြစ်အတိမတ်ပြုတ်တယ်လို့ဖြစ်သွားမှာပါ။ဒါပေမဲ့ပြခဲ့တဲ့သတင်းပတ်ကွန်က ယူကရိန်းနဲ့ဥရောပဘက်ကဝေဖန်တာတွေကြောင့်အမေရိကန်ကမူလအစီအစဉ်ကိုချော့ချလိုက်ပေမဲ့အခုထိတော့အစီအစဉ်အစ်စ်ကိုထုတ်ပြန်ခြင်းမရှိသေးပါဘူး။ NBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ NBA ကနေ့စဉ်အကြမ်းမလက်တင်ဆက်ပေးနေတဲ့ရုပ်တင်တဲ့အစားသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ NBA တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ မြမပြည်သူပြည်သားအပေါင်းကိုစိတ်ပြားကျမ်းမာချမ်းသာပြီးဘဝအမောရည်လည်းပြေကြပါစေခင်ဗျာ